မြန်မာနိုင်ငံကအင်ဂျင်ဖြင့်လက်ခံကျင်းပနေတဲ့2019အာရယူဆကိုမြို့သမီးချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စုကနောက်ဆုံးပွဲခြေစစ်ပွဲအောင်မြင်ဖို့အဆုံးဖြတ်အဖြစ်မြန်မာနဲ့ထိုင်းတင်းတို့ဟာဒီနေ့ဒီဇင်ဘာလ24ရက်နေ့6နာရီမှာရန်ကုန်မြို့တူးနောက်ကွင်းမှာရှင်မြန်ကစားကြမှာဖြစ်ပါတယ်မြန်မာအသင်းနဲ့ထိုင်းတင်းတို့ဟာနှစ်ပွဲကစားနှစ်ပွဲနိုင်ရမှတ်ချောင်းမှဖြင့်ခြေစစ်ပွဲအောင်မြင်ရန်မျှော်လင့်ချက်ရှိနေပြီးထိုင်းတင်းကဂိုးကွာခြားချက်အသာဖြင့်အုပ်စုပထမနေရာမှာရပ်တည်နေတာကြောင့်အုပ်စုနောက်ဆုံးပွဲမှာမြန်မာအသင်းကိုတည်ကြရုံနဲ့ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ် မြန်မာအသင်းကြီးပြချုပ်ကကာဂျစ်စတန်ရဲ့ပွဲမှာရာသီနဲ့ဂိုးတွေမရရှိခဲ့တာကြောင့်ထိုင်းအသင်းထက်တွင်းဂိုးတွေနည်းခဲ့တာဖြစ်ပြီးအုပ်စုနောက်ဆုံးပွဲမှာထိုင်းအသင်းကိုနိုင်ယူပြီးခြေစပွဲအောင်မြင်မယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။မြန်မာအသင်းဟာအုပ်စုဖွဲ့ပွဲမှာပါလက်စတိုင်းအသင်းကို၁၀ဂိုးမရှိကာဂျစ်စတန်အသင်းကို၄ဂိုးဂိုးမရှိတဲ့နိုင်ရရှိထားပြီးထိုင်းအသင်းကတော့ကာဂျစ်စတန်အသင်းကို၇ဂိုးဂိုးမရှိပါလက်စတိုင်းအသင်းကို၉ဂိုးဂိုးမရှိတဲ့အသီးသီးနိုင်ရရှိထားတာဖြစ်ပါတယ်။ မြန်မာယူဆောက်ကွန်မြူနတီသင်ဟာအာရှယူဆောက်ကွန်မြူနတီချန်ပီယံရှစ်ပြိုင်ပွဲကို2013ခုနှစ်ကနောက်ဆုံးကြိမ်ဖြစ်ရှင်ပြိုင်ခွင့်ရရှိထားရလည်းဖြစ်ပါတယ်